ရောင်းမြမှာကျောင်းသူချင်းချင်းအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့တိောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့တောင်းဆိုနေကြပါတယ်။ဟုတ်လားဟုတ်လားနော်။အေးနိုင်ရေ။ဒီစိုးရိမ်လို့ရတယ်။ အေရီတိုင်းမြောင်းများမျိုးအာထက6ကျောင်းမှာဖြစ်ပွားခဲ့တဲ့ကျောင်းသူချင်းချင်းအုပ်စုဘွဲ့အနိုင်ကျင်းပြီးပါရိုက်တာဒူးထောက်ပြီးထိုင်ကြော့ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြို့နယ်ပညာရေးမှူးနဲ့ကျောင်းဆရာမကြီးစီသူတို့ကတယောက်တည်းအေးအေးယူမှုတွေမပြုလုပ်ပေးတဲ့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပညာရေးဝန်ကြီးဌာနအပါသက်ဆိုင်ရာဌာနတွေကိုတိုင်ရစာထပ်မံပေးပို့သွားမယ်လို့ဆိုပါအရေးကိစ္စကိုစောင့်နေသူတွေကပြောပါတယ် အဲ့ဒီအုပ်စုဘွဲ့အနိုင်ကျင့်တဲ့ကိစ္စဟာအရင်နှစ်ကြောင်းဖွင့်ခြင်းကလေးကဖြစ်ပွားခဲ့တာဖြစ်ပါလေ။အဲ့ဒီအချိန်ကလည်းထိရောက်တဲ့အေးအေးယူမှုတွေမပြုတ်လုခဲ့ဘူးလို့ဆိုပါလေ။လူမှုကွန်ရက်တွေမှာပြန့်နှံ့နေတဲ့ရုပ်သံဖိုင်မှာတော့ကျောင်းသူတယောက်ကိုအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာပါ။လူမြင်ကွင်းမှာဘာကိုထက်ခါထက်ခါရိုက်ပါလေ။ဒူးထောက်ပြီးတောင်းမှန်ခိုင်းနေတာကိုတွေ့မြင်ပြီးတဲ့နောက်မှာတော့ပြည်သူတွေကြားမှာဒေါသထွက်ဝေဖန်ပစ်တင်မှုတွေမြင့်တက်ခဲ့ပါလေ။ ဲ့ဒါကြောင့်မြို့နယ်ပညာရေးမှူးနယ်ကျောင်းဆရာမကြီးကကျူးလွန်ခဲ့တဲ့ကျောင်းသူနှစ်ယောက်ကိုခေါ်ဆောင်ပြီးပိုက်ရိုက်ခံခဲ့ရတဲ့ကျောင်းသူအိမ်ကိုတွားရောက်ပြီးတောင်းပန်တဲ့အချိန်မှာဗီဒီယိုရိုက်ကူးမှုအပေါ်မှာကျူးလွန်သူကျောင်းသားတွေကငင်းဆန်ပြီးပြန်သွားခဲ့လို့သိရပါတယ်။ကျောင်းဆရာမကြီးနဲ့တောင်းဝန်ရှိသူတွေကလည်းအဆိုပါအုပ်စုဘက်အနိုင်ကျင့်တဲ့ကျောင်းသူတွေကိုကျောင်းထုတ်လို့မရဘူးလို့ပြောဆိုပြီးပြန်သွားလို့ဆိုပါတယ်။အရင်နှစ်ကဖြစ်ခဲ့တာကိုထိရောက်အောင်အရေးမယူခဲ့ပါဘူး။ အခုလဲပားရိုက်ပြီးဒူးထောက်တောင်းပန်ခံခဲ့တဲ့ចောင်းသူအဖွဲ့ကိုဘာအေးအေးယူမှုမှမပြုလုပ်ခဲ့ပါဘူးတပတ်ခါနောက်ဆုံးဆောင်ပြီးတော့တိုင်ပါပါ လုခဲ့တဲ့ចောင်းသူတွေကចောင်းဆက်တက်ခွင့်ရပြီးတော့ခံခဲ့ရတဲ့ចောင်းသူကចောင်းဆက်မတက်ရေတော့ပါဘူးနစ်နာတဲ့ကလေးအတွက်လဲចောင်းဆက်တက်နိုင်အောင်မကူညီခဲ့ပါဘူးចောင်းတောင်ရှိသူတွေရောပညာရေးမှုရောပါလို့အုပ်စုဘွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ចောင်းသူကိုတရားမျှတမှုရရှိအောင်ဦးဆောင်လုပ်ကင်ပေးသူတွေကပြောပါတယ် အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ចောင်းသူတွေကအဲ့ဒီလိုအနိုင်ကျင့်ခံရပြီးမနစ်ကလေးကចောင်းဆက်မတက်ရတဲ့အတွက်ចောင်းကနေနှုတ်ထွက်ခဲ့ပါတယ်။အခုချိန်ထိလည်းចောင်းတက်နိုင်ခြင်းမရှိသေးပါဘူး။အနိုင်ကျင့်ခဲ့တဲ့ចောင်းသူအုပ်စုကတော့အထက6မှာပဲအခုချိန်ထိចောင်းဆက်တက်နေတယ်လို့ဆိုပါတယ်။ကျူးလွန်ခံရတဲ့ဘက်ကတောင်းဆိုထားတာနှစ်ချက်သေးပါကိုယ်တိလက်ရောက်ကျွလုံတဲ့ကျောင်းသူနှစ်ယောက်အပြင်အဖွဲလိုက်ဝိုင်းနိုင်ခြင်းတဲ့ကိစ္စမှာဗီဒီယိုရိုက်ခဲ့တဲ့သူတွေအပါအဝင် အားလုံးပြန်တောင်းပန်ပေးဖို့ ਨੇ ကျူးလွန်ခံရလို့တမိငလေးကြောင်းပြန်တက်နိုင်ဖို့အဲ့ဒီကြောင်းသူတွေကိုအာထကား6ကနေတခြားကြောင်းကိုပြောင်းရွှေ့ပေးဖို့ပါလို့လိုက်ပါကိုကြီးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်အဲ့ဒီနှစ်ချက်ကိုမလုပ်ပေးနိုင်ဘူးဆိုရင်တော့တရားမျှတမှုရှိအောင်ကျူးလွန်တဲ့ကြောင်းသူတွေကိုတနိုင်ငံလုံးကကြောင်းသူကြောင်းသားတွေအတူယူမမစေဖို့အတွက်ထီထီရောရောစံပြဖြစ်အေးအေးယူပြီးမင်းဒီတားကကြောင်းထုတ်ပေးတဲ့နယ်လို့ဆိုပါတယ်အခုလိုစာတင်ကြောင်းတွေမှာကြောင်းသူကြောင်းသားချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ပြီးဂိုရီလာရောက်စော်ကားတဲ့ကိစ္စဖြစ်တဲ့အပေါ်မှာလည်းចောင်းသားမိဘတွေကသူတို့ရဲ့တာသမီတွေအတွက်စိုးရိမ်မှုကြီးမားလေကြပါတယ်ခလေးចောင်းထားရမှာတော့ကြောက်လာကြပါပြီကိုယ်ကလေးသာအဲ့ဒီလိုမျိုးအနိုင်ကျင့်တာခံရမယ်ဆိုရင်ဒေါ်လာကိုဘယ်လိုမှထိချုပ်နိုင်မှာမထင်ပါဘူးဒါတွေကမဖြစ်တတ်ပါဘူးမိဘတွေကကလေးတွေကိုចောင်းကိုပို့တာဟာစာတင်မှုတစ်ခုတည်းမှမဟုတ်ပါဘူးတခြားလိမ္မာရေးရရှိအောင်နဲ့အသိပညာဘူးဒရာကျွယ်ဝအောင်လဲအဲ့ဒါလေးပါပါတယ် ဒါတွေကဆရာဆရာမတွေလောက်ရမယ့်အရာတွေပဲဖြစ်ပါလေ။အဲ့ဒီရုပ်တံမှာဆိုရင်လည်းမနစ်သေးကဖြစ်တာဘူး။သူတို့ကဘာမှအေးအေးမွမလုပ်ခဲ့ဘူးဆိုတာအံ့ဩလို့မဆုံးပါဘူး။နောက်ကလေးတွေအခုလိုမျိုးအုပ်စုဘက်အနိုင်ကျင့်လာမျိုးမလုပ်ရဲအောင်ထိရောက်တဲ့အေးအေးမွတွေကိုလုပ်ကိုလုပ်ရမှာပါလို့ကျောင်းသားမိဘတူကလည်းသူရဲ့ခံစားချက်ကိုပြောပြပါလေ။အောက်တော့ရောက်နေဖို့အောက်တော့ရောက်နေရှာပါဗော

Oh, he's so